ဒီကနေ့ဆောစနတ်ကလွဲမားတဲ့အယူဝါဒတွေနဲ့ယုံကြည်နေကြတဲ့ညီမပြည်သူပြည်သားတချို့ရဲ့ကိုးကွယ်ယုံကြည်မှုအကြောင်းကို reaction လုံးမှာဖြစ်ပါတယ်ဆောစနတ်နဲ့တူတူလိုက်ကြည့်ကြမယ်နော် ဒီဗီဒီယိုကတော့ဒီမကြီးပင်ပေါ်မှာပေါ့နော်ဖျားပုံတော့ပေါ်လာတယ်ဆိုပြီးတော့ဝိုင်းပြီးတော့ကိုးကွယ်ဖူးမြော်နေကြတဲ့ဗီဒီယိုဖိုင်ပါဝိုင်းကတော့နေကြခါမျိုးအမှန်ဒီမကြီးပင်ကိုခုတ်လိုက်တယ်ပေါ့မကြီးပင်ကိုခုတ်လိုက်တော့ အာခုတ်လိုက်တဲ့အရာ နေပြီးတော့ပဲကိုးကွယ်စရာ ပေါ်လာတာဒါတို့ဘာတို့ပေါ့နော်ဒီပေါ်တော်တော်နဲ့ပေါ့နော်အာဆုစနာဒီဗီဒီယိုကိုရုရှင်အဲလုံးမဖြစ်တဲ့ဘာသာရင်းနဲ့ဆိုင်တဲ့အတွက်တကယ်တကယ်ဒီဒီဟာယုံကြည်သက်ဝင်လဲဆိုလို့ရှိရင်ဆုစနာရဲ့ဗီဒီယိုကိုဆက်မကြည့်ဘူးပြတာလည်းခံချင်ပါတယ်မှုလိုက်မှာထွန်းမွေးမှာမှုလိုက်ထွန်းထွန်းပြောမယ်လေကြောကြောထွန်းမယ်ကြောထွန်းမယ်အဖျားပုံပေါ်နေဖျားပုံပေါ်နေ မျိုးရှန်လည်းအဲ့ဒီမှာဟိုမကြီးပြင်ပေါ်မှာဖရားပုံတော့ပေါ်တယ်ဆိုပြီးတော့အုတ်စုလိုက်ဝိုင်းပြီးတော့ကတော်နေကြတယ်အဲ့တော့ဒီဗုဒ္ဓဘာသာလူမျိုးတွေကဘလို့တောင်အဆုံးရောက်လဲဆိုလို့ရှိရင်ဝတ်ထားနေတော့မှဒါငကားလုံးလို့ငလင်လုံးတဲ့ဆိုရင်တော့မှဒါငကားငကားကဘာဖြစ်တယ်ငကားကဟိုကအကောင်အရန်ကြီးတော့ပလက်လန်လိုက်လို့ဟို ငလေးလောက်တာအဲအဲဒါတွေရပါတော့ယုံချင်တဲ့လူလည်းယုံပါတော့ဆိုစနကတော့ဒါတွေအယုံကြည်မရှိပါဘူးဟာရှိရင်လည်းသူတို့ရှိမယ်ဒီဟာတွေကဒါပေမဲ့ကိုလည်းမကူွယ်သလိုဟာဘီယူလည်းဆိုင်ရထဲမှာမပါဘူးပေါ့တော့အဲ့တော့အခုဒီတစ်ခါမှလည်းဒီမကြီးပင်ရပဲဟိုဖះပုံတော့ပေါ်လို့ဆိုပြီးတော့ဝိုင်းရှစ်ခိုးနေကြတယ်ဒီဟာတွေလုံနေမဲ့အစား ဖနင်းဖျားကိုပဲနေ့စဉ်ဒီပုံမှန်ပေါ့နော်တနေ့ဒီဖျားကိုပဲပုံမှန်၃ချိန်လောက်မှအောင်ရှစ်ခိုးပါအောင်လို့စစ္စံကပြောချင်တယ်ဖျားကုန်းတော်ကိုပဲအမှန်အောင်ရှစ်ခိုးပါအောင်မြန်မာပြည်သူပြည်သားအပေါင်းတို့ဟောပါဗောအခုကဘယ်လိုဖြစ်လာလဲဆိုတော့ဟိုတရားရှာတာမဟုတ်ဘူးလူတွေကအမှန်တရားရှာရမှာလीเนาะသူတို့ကအခုကဖျားရှာနေတာ တရားရှာတယ်မဟုတ်ဘယ်နေမှာပါ ဖြစ်မှလဲတာဖျားကိုရှာနေတာတရားရှာနေတာမဟုတ်